ဟုတ်ကဲ့ဒါတော့တာမလို့လေးထိမ့်မဲ့အဖြစ်ဒါရွှေရတိမ့်မလေးဟုတ်ရတာခမငါးငါးနဲ့ခမစကွာတိမ့်မရရှိခဲ့တာဖြစ်ပါလေခင်ဗျာ Bravo Bravo ကဲဒါရောရဲဒါတော့တိမ့်မဲ့ရရှိခဲ့ဒီဒီယာတိမ့်မလေးဟုတ်ဆော့ဒါလည်းလောင်းစစ်စင်းနေဖြစ်ပါလေနော်အဘရာတော့50ပြည့်အပြစ်ကူနဲ့ဒါခမစကွာနဲ့ခမငါးတိမ့်လိုက်ခရရရှိခဲ့တာဖြစ်ပါလေ ာဒီတက်မလို့ရဲ့စစ်ကြောင်းတွေကနောက်ချုံမျိုးအနည်းကိုရောက်ရှိသွားပြီဖြစ်ပါတယ်။လက်ရှိဒီနောက်ချုံမျိုးကိုတက်မလို့ကဝိုင်းဝိုင်းထားတဲ့နေသားပါပဲ။ဝိုင်းထားတဲ့နေသားပါ။အဲ့တော့ဒီမနေ့ကညနေကပဲတက်မလို့စစ်ကြောင်းတွေကဒီ TNL ထံကို TNL ထံကိုကျွန်တော်တို့အချက်၃ချက်ရွေးချယ်ဖို့ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။နံပါတ်၁ကတော့လက်နက်ချဖို့ပါ။နံပါတ်၂ကတော့အသေးခံတိုက်တာကိုရိုးပါ။နံပါတ်၃ကတော့ကျွန်တော်အသေးခံတိုက်ပွဲနဲ့နောက်ချုံမျိုးကနေထွက်သွားတယ်။တရုတ်အစိုးရ၏ဖိအားပါဝင် နောက်ချုံမျိုးမှာ TNAA တပ်ဖွဲ့များ၃ရက်တွင်လက်နက်ချရန်စစ်ကောင်စီဘက်မှစော်ပေါ်ထားအကယ်၍ TNAA တပ်ဖွဲ့များနောင်ချိုမြို့မှစုခွာသည့်နေ့တပိုင်းနဲ့ရှမ်းမြောက်စစ်ရေးအခြေအနေပုံမှုရှုပ်ထွေးလာနိုင် TNAA နှင့်မဟာမိတ်တပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည့်နောင်ချိုမြို့နယ်တောင်ခမ်းဒေသရှိအာနာသိန်းစစ်ကောင်စီတပ်စခန်းများကိုစစ်ကောင်စီဘက်မှအစင်းမြင့် drone များအများပြားတုံးဆွဲကပြန်လည်တိုက်ခိုက်သိမ်းယူပြီးနောက် ယမန်နေ့မက်လာ25တွင်လည်း KNA တပ်ဖွဲ့ဝင်များနေရာယူထားသည့်နောင်ချိုမြို့အနီးရှိရွှေရတိန်ပင်လယ်တဘာဝအပန်းဖြေနေရာကိုလည်းစက္ကစားဘက်မှပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ယနေ့မက်26 2025တွင်နောင်ချိုမြို့ရှိ KNA နှင့်ပူးပေါင်းတပ်ဖွဲ့များကို၃ရက်အတွင်းလက်နက်ချရန်ထိအားပေးစာပို့ထားကြောင်းသိရှိရပါသည် လက်ရှိနောင်ချိုမြို့ပတ်လည်ကိုစကစဘက်ကပိတ်ဆို့ထားတဲ့ DNA နဲ့ပူးပေါင်းဖွဲ့များကိုလက်နက်ချမလားအသေးထွက်မလားထွက်ပြေးရင် အသက်ရှင်ရမသေးချဘူး၃ရက်အချိန်ပေးတယ်ဆိုတဲ့စာကိုစကစရဲ့နေဝန်းဒီစစ်ကြောင်းမှုကစာပို့ထားတာရှိတယ်ဟု CDM ဗိုလ်မှူးတဦးကပြောဆိုလာပါသည်လက်ရှိ DNA ကတရုတ်အစိုးရရဲ့ဖိအားအပြင် နောင်ချိုဒေသမှာစကစဘက်ကစစ်ရေးအယအသာစီးရနေတော့ဖိအားတော်တော်များနေတယ် ဒီတိုက်ဆက်သွားရင် TNA ဘက်ကမလွှဲရှောင်သာနောင်ချိုမျိုးကိုစုတ်ခွာသွားနိုင်ပါတယ်။ TNA ဘက်ကနောင်ချိုကနေဆုတ်တာနဲ့ရှမ်းမြောက်စီရီအခြေအနေကပုံမရှုပ်ထွေးလာတော့မှာပါမိဘပြည်သူများခုရက်ပိုင်းအတွင်းခီးသွားမယ်ဆိုရင်စီရီတည်င်းတေချာစုံစမ်းပြီးသွားတဲ့နယ်ဟုစီရီနဲ့နိုင်ငံရေးလေးလာတုံးတက်နေသူဦးစော်ဆန်ကပြောဆိုထားသည်။ နောင်ချုံမြို့ကိုစက္ကစဘက်ကပြန်ထိန်ချုပ်သွားပြီဆိုရင်ရှမ်းမြောက်ပြည်ထောင်စုလမ်းမပေါ်ရှိကြောင်မဲဒီပေါ်လာရှူတိန်နီကုတ်ခိုင်နဲ့နန်းဘက်က အကျော်လုံးစစ်ရေးအခြေအနေကတမျိုးပြောင်းလာနိုင်ပါတယ်အားလုံးစက္ကစရဲ့လေကြောင်းတည်င်းကိုတတိရှိနေဖို့လိုပါတယ်ဟုဦးစောဆန်ကထပ်မံပြောဆိုထားပါသည် နောင်ချုံမြို့ကိုစက္ကစဘက်ကပြန်ထိန်ချုပ်သွားပြီဆိုရင်ရှမ်းမြောက်ပြည်ထောင်စုလမ်းမပေါ်ရှိကြောင်မဲတီပေါ်လာရှိုးတိမ့်မီကုတ်ခိုင်နဲ့နန်းဘက်ကအကျော်လုံးစည်ရည်အခြေအနေက တမျိုးပြောင်းလာနိုင်ပါတယ်အလုံးစက္ကစရဲ့လေချောင်းတည်င်းကိုတတိရှိနေဖို့လိုပါတယ်ဟုဦးစောဆန်ကထပ်မံပြောဆိုထားပါသည်ယနေ့အာနာသိန်းစစ်ကောင်စီ၏နေဝင်းနီစစ်ကြောင်းမှုအမိဖြစ် ရေးသားထားသောစောစာ KNAA တပ်ဖွဲ့မှတာဝန်ရှိသူများထံအမှန်တကယ်ရောက်ရှိခြင်းရှိမရှိတိကျအတည်ပြုထားနိုင်ခြင်းတော့မရှိသေးပါ။နောက်ချုံမျိုးပြင်တွင် KNAA နှင့်ပူးပေါင်းအဖွဲ့များမှခံစစ်အတွက်အပြင်းထန်ပြင်ဆင်နေကြကြောင်းနောက်ချုံမျိုးနယ်စစ်ရေးတရင်ရင်းမြစ်တစ်ခုထံမှသိရှိရပြီးမြေပြင်စစ်ရေးအခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီနေ့မလာ26ရက်နေ့ထူးခြားတဲ့သတင်းချို့အကောင်းဆုံးပြည်ပြပေးသွားမှာဖြစ်ပါတယ်ပမာဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီနေ့မလာ26ရက်နေ့မှာဒီတက်မလို့ရေးချောင်းလေးကနောက်ချုပ်ပြုတ်အနည်းကိုရရှိသွားဖြစ်ပါတယ်လက်ရှိဒီနောက်ချုပ်ပြုတ်ကိုတက်မလို့ကဝိုင်းဝိုင်းထားတဲ့နေထားပါပဲဝိုင်းထားတဲ့နေထားပါအဲ့တော့ဒီမနေ့ကညနေကပဲတက်မလို့ရေးချောင်းလေးကဒီ TNL ထံကို TNL ထံကိုကျွန်တော်တို့ဒီအချက်၃ချက်ရွေးချယ်ဖို့ရွေးချယ်ပေးပလိုက်ပါတယ်နံပါတ်၁ကတော့လက်လက်ချဖို့ပါနံပါတ်၂ကတော့အသေးကတိုက်တော်ရိုးပါနံပါတ်၃ကတော့ကျွန်တော်အသေးကမတိုက်ဘဲနဲ့နောက်ချုပ်ပြုတ်ကလည်းထွက်ပါဖို့ပါ 东家吧，那么这人在差不多，那么这个了只的说，啊，等一下再再聊一步。那么东家只能说，啊，你看那边那个炒股的超跑过去吧嘞。哎呀妈，哎呀妈，你这么搞，第那天不也跑过来的呢？还在抢没双眼，豆乳叶没打肉的哦，变竟豆乳叶的更嫩的哦，比人家贵。豆的人在抢嘞，人在抢嘞，第二天不也的多，豆乳叶在新鲜的多，这么搞，阿妈敢讲？阿妈看法讲，说的。哎呦，这个刘师傅怎么高的？哎呦，哎呀，这东家嘛。 ချက်၃ချက်ကကျွန်တော်ရက်၃၃ရက်အချိန်ပေးလိုက်တာပေါ့ဗျာတနည်းအားဖြင့်အဲစဉ်းစားလို့လို့လာက28 29 29အဲ့ဒီ၃ရက်အတွင်းမှာအကြောင်းပြောင်းဆိုရင်ဒီတက်မလို့ကနေပြီးတော့ဒီနောက်ချုပ်မျိုးကိုဝတ်လိုက်တော့မယ်တက်မလို့ကအချိန်၃ရက်ပေးထားတယ်နောက်ချုပ်မျိုးထဲမှာရှိတဲ့ TNL ပြည်ရဲ့တွေကိုတက်မလို့ကအချိန်၃ရက်ပေးထားတယ်29 28 29အဲ့ဒီ၃ရက်ထဲမှာမှာအဲ့ဒီ၃ရက်ထဲမှာကျွန်တော်အကြောင်းပြောင်းလို့ရတယ်အကြောင်းပြောင်းလို့ဆိုရင်ကျွန်တော်ဒီမလာ30ရက်နေစပြီးတော့ဒါနောက်ချုပ်မျိုးပြန်တိုက်မယ်ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီတော့အဲ့ဒီမှာကျွန်တော်တို့ဖြစ်နိုင်ခြေက TNL ဖွဲ့တွေလက်မှတ်ချဖို့ကတော့တော်တော်လေးခဲနေပါတယ် လက်လက်ချလိုက်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအစိတ်ပိုင်းအချို့ပါဗျာဒီအဖွဲ့ဝင်တွေအဲသူတို့ရဲ့သူတို့ဒီတရားနယ်အောက်မှာရှိရတဲ့တရားနယ်အဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ဒီတရားနယ်နဲ့ပူးပေါင်းပြီးလှုပ်ရှားတဲ့ပြည်ရေးအဖွဲ့ဝင်သူတို့ရဲ့ဒီအဖွဲ့ဝင်တွေကတော့အုပ်စုလိုက်လက်လက်ချလိုက်ဖြစ်နေပါတယ်အလုံးစုံကြီးသူတို့အလုံးစုံကြီးလက်လက်ချတာကတော့ဖြစ်နေကျင်နေပါတယ်နောက်ထပ်ဒီဖြစ်နေကျင်နေတာတစ်ခုကတော့ဒီတရားနယ်တွေကနောက်ဆုံးမျိုးရတယ်ကအသေးကမတိုက်ဘဲနဲ့ဒီနောက်ဆုံးမျိုးရတယ်ထောက်ခွာသွားမယ်ဆိုတာကတော့တော်တော်လေးဖြစ်နေကျင်နေပါတယ် ဖြစ်နိုင်ရင်နဲတဲ့အရာပါအဲ့တော့ဒီအနေနဲ့ကကျွန်တော်တို့ကတော့ကွာမျိုးပြမှာကျွန်တော်တို့အဲ့လိုမျိုးရတယ်ဆုတ်တယ်ကွာဆိုတဲ့အနေကတော့ဖြစ်နိုင်ရင်တော်တော်နဲပါတယ်နောက်တစ်ခုကကျွန်တော်တို့ကျန်တဲ့တွေကအဲနောက်ချုပ်ပြိုးထဲမှာရှိတဲ့တဲ့တွေကအဲ့လိုမျိုးပြမှာကျောက်လို့အလုံးစုံလက်လက်ချပါတယ်ဒါလည်းဖြစ်နိုင်ဒါလည်းဖြစ်နိုင်ကြီးနဲပါတယ်လုံးဝမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးဗျာလုံးဝမဖြစ်နိုင်တဲ့အခြေအနေပါအဲ့တော့တော်တော်လေးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးရင်ကျွန်တော်တို့ဒီတက်ကဒီစီရေးရအရေးပါတဲ့နေရာတစ်ခုကိုမနေ့ကတက်လို့စီကြောင်းနဲ့တင်လိုက်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီတိတ်ပေးလဲပါနောက်ဆုံးမျိုးဒီမှာရှိတဲ့တိတ်ပေးလဲ ဲ့ဒီတင်မီလေကအဲ့ဒီတင်မီလေတောင်တင်မီလေတောင်ကိုကျွန်တော်တို့ရောက်ခဲ့တဲ့အားလုံးသိပါတယ်တင်မီလေတောင်ကနောင်ချုံမြို့ရဲ့နောင်ချုံမြို့ရဲ့အပေါ်မှာတည်ရှိတယ်မြို့ကအောက်မှာရှိတယ်တင်မီလေတောင်ကအပေါ်မှာတည်ရှိတယ်အဲ့တော့ဒီတင်မီလေတောင်ကိုတက်မတော်ကရလိုက်ခြင်းအဖြစ်ဒီတင်မီလေတောင်ပေါ်မှာဒီတက်မတော်ကလိုရများခင်ဗျားလည်းရှိသေးပါလက်နဲ့ကြီးတင်ပြီးတော့ဒီတည်ရနေလေးရှိရနေရကိုစိုက်တဲ့နေရာပြတ်ချက်မရတယ်စိုက်တဲ့နေရာပြတ်ချက်မရတယ်တကယ်ကိုကျွန်တော်ဆေးရရေးပါပါတယ်မနေ့ကဒီတိတ်ပလေတောင်ရရှိမှုကတက်မတော်ကနောင်ချုံမြို့ကိုကျွန်တော်တို့90ရာခိုင်နှုန်းတိတ်လိုက်နိုင်ပြီလို့ပြောမှာဖြစ်ပါတယ်အဲ့တော့တော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ် 然后出苗带回来，把这种假的树家假的长成洗完了。他讲的是说，然后出苗后大不了个，然后这种退潮带过来的树下面的苗把伊把翅膀的了，适应能力也强一些个，长大的。 စီရင်နိုင်ငံရဲ့ချင်းလို့ရှာပြောင်းသွားပြီအဲ့ဒီတက်ဘော့ကလည်းဒီရှမ်းပြောင်းဒေတာစီရင်နိုင်ငံရဲ့ချင်းလို့ရှာပြောင်းမှုအတွက်တက်ဘော့တွေကလည်းဒီနောက်ဆုံးမျိုးရရှိအတွက်လည်းအရေးကြီးတယ်ပြီးတော့ကျွန်တော်ဒီနောက်ဆုံးမျိုးတွေကလည်းပြောကျွန်တော်တစ်ဖက်မှာဒါမိုးကုန်းနဲ့ဆက်သွယ်တဲ့လမ်းမကြီးအားလုံးကိုတက်ဘော့ကထိန်းချုပ်လိုက်ပြီအဲ့ဒီဒီတက်ဘော့ရဲ့စစ်ကြောင်းတွေကတော့နောက်ဆုံးမျိုးအနည်းကိုရောက်လာပြီကျွန်တော်တို့ကနောက်ဆုံးမျိုးတရင်ကိုဘာကြောင့်တင်ရလဲဆိုရင်ရှမ်းမြောက်ဒေသအတွက်အရင်ကအရေးကြီးတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒီစီရင်နိုင်ငံရေးအတွက်ကိုလည်းအရေးကြီးတယ်တစ်ဖက်မှာကျွန်တော်မိုးကုတ်အတွက်လည်းအရေးကြီးတယ်မိုးကုတ်ကလည်းအောက်ကိုပြန်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီမိုးကုတ်တပိတ်ချင်းစစ်ခုပေါ့ဗျာစစ်ခုမရေရအဲ့ဒီလမ်းပိုင်းဆက်နေတာ နောက်ဆုံးမျိုးရဲ့အခြေအနေကနောက်ဆုံးမျိုးတစ်ခုလည်းမဟုတ်ပါဘူး။ဒါဘက်မှာမိုးကုတ်ရှိတယ်။ဒါဘက်မှာကျွန်တော်မိုးကုတ်ကလည်းပြန်ဆင်းလာမယ့်လမ်းကြောင်းတွေရှိတယ်။ကတပိတ်ချင်းဧရိယာလမ်းကြောင်းတွေရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီမှာစင်ကုမတရားတွေသွားတယ်။တကယ်ကိုကျွန်တော်စီရေးရအေးပါတယ်။ပြီးနောက်ဆုံးမျိုးကတစ်ဖက်မှာကျွန်တော်တို့ညက်ဆောက်ကြောက်ကူလာမှရှိတယ်။အဲ့ဒီကနေတစ်ဖက်ကိုကျွန်တော်ဒီချမ်းပြည်နယ်တောင်ပိုင်းကိုဆင်းမယ်ဆိုရင်ကျွန်တော်မေးဒီလာဒီမှာမြေဒီရောက်တယ်။အဲ့တော့ဒီဒီနောက်ဆုံးမျိုးကိုဘာကြောင့် DNA လေးကမရရအောင်တိုက်ရလဲဆိုရင်တစ်ဖက်မှာကျွန်တော်ဒီတပ်မတော်တွေအရန်ကိုဂုံသိက်ကကြီးပါတယ်။တစ်ဖက်မှာကျွန်တော်ဘာထူးရှိတယ်။ဘာထူးညက်ဆောက်ရှိတယ်။အဲ့မှာကျွန်တော်ဒီတပ်မတော်ရဲ့ဒီတန်တဲ့ချောင်းညောက်သွားရှိတယ်။တစ်ဖက်မှာကျွန်တော်တို့ဒီပြုံးနေရှိတယ်။ အဲ့ဒီရဲ့နှစ်ခုကြားထဲမှာရှိနေတဲ့နေရာစေးရာတက်မတော်အရန်ကိုရင်ပါတယ်တစ်ဖက်မှာဆိုတော့ကျွန်တော်ဘာလို့ရဲဆောင်လမ်းပိုင်းတစ်ဖက်မှာဆိုတော့ကျွန်တော်တို့ဆမ်းကြီးနဲ့တောင်ပိုင်းကိုကျော်လိုက်တာနဲ့မိဒီလာလွင်ပြီးရောက်တယ်အဲ့တော့စေးရာတကယ်ကိုအရေးပါတယ်နေရာအဲ့ဒီနေရာကိုတက်မတော်ကအလုံးစုံပြန်ပြီးချိန်ချုပ်ထားတယ်ထပ်ပြီးကျွန်တော်တို့အရန်အရေးကြီးတာကတစ်ဖက်မှာကျွန်တော်တို့မနေ့ကရလိုက်တဲ့တိမ်မင်းလေးတောင်မှာတိမ်မင်းလေးတောင်ကနေပြီးတော့လိုရဲ့နေရာကနေရိုးလေးပါပဲအဲ့မှာလက်နဲ့ကြီးဆင်ပြီးတော့ကျွန်တော်အဲ့မှာခြိုက်တဲ့နေရာပြစ်ထည့်ပေးရတယ်ပြစ်ချောက်ရရတယ်အဲ့တော့အရန်ကိုအရေးပါတယ်နေရာပါအဲ့တော့ဒီဒီဒီတောင်ချုံမျိုးရဲ့တိုက်ပွဲကရှမ်းကျောင်းရဲ့ကျွန်တော်အဆုံးဖြစ်ပါတယ် တကယ့်ကိုကျွန်တော်တို့ဆေးရရေးပါတယ်အဲ့တော့ DNA လေးကလည်း DNA လေးနဲ့ဒီစစ်သွေးက DNA လေးသူတို့ရဲ့အပေါင်းပါတွေကလည်းသူတို့မျိုးရဲ့အနီးမှာမျိုးမျိုးကိုမျိုးတဲ့ကိုမျိုးရဲ့အနီးမှာကျတော့ဝင်လာနိုင်တဲ့လမ်းကြောင်းတွေရောလမ်းသွေးရောအားလုံးမှာသူတို့ကခံစစ်နေပြင်မယ်ပြီးတော့သူတို့မိုင်းတွေထောင်းမယ်ဒါဒီလိုမျိုးပြန်ပြီးတော့ခုခံနိုင်ပါတယ်တနည်းအားဖြင့် DNA လေးကတော့ကျွန်တော်တို့မျိုးထဲမှာကောင်းကောင်းကြီးခံစစ်ပြင်နေရဆိုတဲ့အနေထားလို့ရှိမယ်လို့ကျွန်တော်တို့ဒါတုံ့တက်နိုင်တယ်ထို့တူပါပဲဒီနောက်ဆုံးမျိုးထဲမှာရှိတဲ့ပြည်သူများအနေနဲ့နောက်ဆုံးမျိုးကလည်းခင်ဗျားတို့အချိန်တုံးရရတယ် 抖音家把人，然后就做那看好多家吧，商家吧，然后，工以及那天叫咋比？然后来新疆做不有点嘛新的咧，比如流水线那些嘛来就是快餐来买水，他番嘛，你店里嘞活嘞，没有人我要来的钱嘛，没有人我要来的钱嘛。以前是话低的，打完工的库存个，啊，他番嘛，就是的，下面的上班一个够睡觉的呀嘞。有我嘛，进来做的啊，打完工，啊，打完工就是的，店里嘞两个人我处理，俺那里炒饭都的，店里嘞两个人啊，打完工，哎，啊，打完工我就我买进来，哎，啊，打我工我就叫 P 图流水就打爸嘛的，大招，大招。 ခင်ဗျားတို့အနေနဲ့မြို့ပေါ်ကလည်းခင်ဗျားတို့ရွှေ့ပြီးတော့300ချိန်ရတယ်အဲ့တော့တနည်းပြကျွန်တော်တို့အ30ရက်နေမှာဒီတက်မွေထူးစစ်ကြီးကအကြီးဒါဆမဲ့နေထားပါပဲဒါကြောင့်ကျွန်တော်မျိုးပေါ်မှာရှိတဲ့အများပြည်သူအနေနဲ့ဂျာမညက်ဖို့အတွက်ဒါမျိုးပေါ်ကလည်းကျွန်တော်ထောက်ပါသားကြပါအချင်းသွင်းရပါတယ်စစ်ကိုကျွန်တော်စစ်နယ်မှာဖြည့်ရှားမယ်နေထားပါဘာကြောင့်လဲဆိုတော့ TNL ကဒီမျိုးကလည်းကျွန်တော်ဘယ်ထွက်မှာမဟုတ်ဘူးမထွက်ရင်ကျွန်တော်ထွက်တဲ့နေရာကျွန်တော်စီရီကတိုက်ထွက်မှာပါပဲအဲ့ဒါကြောင့်ကျွန်တော်မျိုးပေါ်မှာရှိအများပြည်သူအနေနဲ့မျိုးပေါ်ကလည်းကျွန်တော်ဆုတ်ခွာကြပါအချင်းသွင်းရပါတယ်